စပိန်စကားမပြောတတ်ဘဲနဲ့စကရဘက်ကမ္ဘာချန်ပီယံဆုရခဲ့ဒီနေ့မှာတော့ကျွန်တော်တို့စကရဘက်ကင်းရဲ့သမိုင်းမှာအထူးကြဆုံးနဲ့အနက်နက်ဆုံးလူသားတဝအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်သူကတော့နယူးဇီလန်နိုင်ငံသားနိုင်ဂျယ်ရစ်ချက်ပါသူ့ရဲ့အောင်မြင်မှုတွေကများပြားလွန်းလို့စကရဘက်လောကမှာသူ့ကိုစကရဘက်ရဲ့ထိုက်ကားဥလိုတောင်တင်စားခေါ်ဝေါ်ကြပါတယ်အင်္ဂလိပ်လိုစကရဘက်ကမ္ဘာချန်ပီယံဆုကို၅ကြိမ်အထိဆုတ်ခိုးခဲ့သူပါဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အဓိကချက်ကသူ့ရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်ကြောင့်မဟုတ်ပါဘူးသူ့ရဲ့ဘာသာစကားလုံးဝမပြောတတ်ဘဲနဲ့ ကမ္ဘာချန်ပီယံဆုကိုဘယ်လိုယူခဲ့လဲဆိုတော့မယုံနိုင်စရာဇလန်းတွေပါ2015ခုနှစ်ကိုပြန်သွားကြည့်အောင်ပါပြင်သစ်တကားတစ်ခုမှမပြောတတ်တဲ့ဝန်ကျော်လို27ရုံလောက်ပဲတည်တဲ့ Nigel Richard ဟာပြင်သစ်ဘာသာစကားသုံးကမ္ဘာစကရဘဲပြိုင်ပွဲမှာဝင်ပြိုင်မှုဆုံးဖြတ်ခဲ့ပါတယ်ပြင်သစ်ဘာသာစကားပြောပြိုင်ပွဲတွေကတော့ ရဲကြပြောင်းကြမှာသိကြပါတယ်။ဒါပေမဲ့ Richard ကတော့ပြိုင်ပွဲအတွက်ပြင်ဆင်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။သူပြင်ဆင်ခဲ့တာကဘာသာစကားလေ့လာတာမဟုတ်ပါဘူး။သူလုပ်ခဲ့တဲ့ပြင်သစ် Scrabble အပြည့်အစုံတစ်ခုလုံးကိုအလွတ်ကျမှတ်တာပါ။တငယ်ချင်းတွေရဲ့ပြောပြချက်အရစကလုံးပေါင်း၄သိန်းနီးပါးကိုကိုယ့်ဘက်အတွင်းတနည်းအားဖြင့်ပြောရရင်နှစ်လကျော်အတွင်းမှာပြီးအောင်လေ့လာခဲ့တာပါ။သူစိတ်ထဲမှာစကလုံးတွေရဲ့အဓိပ္ပာယ်ကိုနားလည်စရာမလိုပါဘူး။သူကစကလုံးတွေကိုအမှတ်များဆုံးရနိုင်မဲ့စာလုံးပေါင်းပုံသဏ္ဍာန်ဖြစ်ပွဲမြင်ပါတယ်။ရလကဘာဖြစ်လာလဲ။နိုင်ဂျယ်ရီချာကပြင်းစစ်စကားမပြောတဲ့ဘဲနဲ့ ပြင်းထန်စကရဘဲကဘာချန်ပီယံဖြစ်သွားခဲ့ပါတယ်။သူရအောင်မြင်မှုကကဘာကိုတုံ့လုံစေခဲ့ပါတယ်။ပြင်းထန်ကိစ္စပြီးသွားပြီးတော့ကဘာကထင်ခဲ့တာကဒါရစ်ချက်ရဲ့ဒကြိမ်တည်းသောထူးခြားတဲ့အောင်မြင်မှုပဲဖြစ်နိုင်မှာပေါ့။ဒါပေမဲ့2024ခုနှစ်ရောက်တော့သူနောက်ထပ်စိန်ခေါ်မှုတစ်ခုကိုထပ်ယူခဲ့ပြန်ပါတယ်။အဲဒါကတော့စပိန်ဘာသာစကားသုံးစကရဘဲကဘာချန်ပီယံစုပါ။စပိန်စကားလည်းသူလုံးဝမပြောတတ်ပါဘူး။ဒါပေမဲ့ဒီတစ်ခါမှာတော့သူကတနှစ်ကျော်လောက်အချိန်ယူပြီးစပိန်စာလုံးပေါင်းစည်းရင်းကိုလေ့လာခဲ့ပါတယ်။စပိန်ဘာသာစကားမှာ အင်္ဂလိပ်တဲ့စကားလုံးတွေပုံများပြီးတော့ viewer တွေပိုခက်ပါတယ်။ဒါကိုတော့မှစပိန်စကားပြောဒေသခံ champion တွေနဲ့ပြိုင်ဘက်ပေါင်း140ကျော်ကြားမှာ24ပွဲမှာတပွဲသာရှုံးပြီးတော့ champion စုကိုစုကူသွားခဲ့တာပါ။ဒီအောင်ပွဲကစပိန်မီဒီယာတွေကြားထဲမှာမယုံနိုင်စရာကောင်းတဲ့ဖြစ်ရပ်လို့တောင်သတင်းကြီးခဲ့ပါတယ်။ဒါပေမဲ့ Richard ရဲ့လောက်ရက်က Socrates ရဲ့အနှစ်သာရကိုပြောင်းလဲပစ်လိုက်တာပါပဲ။သူကစကားလုံးတွေကိုစာလုံးတွေအဖြစ်မမြင်ဘူးဆိုရင် ဘာဖြစ်မြင်နေတာလဲအပြေကတော့သင်္ချာပု္ပ္ပစာဖြစ်ပါလေစခရဘောကိုအမြင့်ဆုံးအဆင့်မှာကစားတဲ့အခါဒါဟောဟာရကြော်ရမှုထက်ဖြစ်နိုင်ခြေတွက်ချက်ချင်းဂိမ်းဖြစ်လာပါတယ်ရစ်ချက်ရဲ့စက်ရကွန်ပျူတာတစ်လုံးပါပဲနံပါတ်1အနေနဲ့သူကလက်ထဲမှာရှိတဲ့အခရာ9လုံးနဲ့အမှတ်များဆုံးပင်ကိုဘယ်လိုဖန်တီးမလဲနံပါတ်2အနေနဲ့ ဘုံပေါ်မှာရှိတဲ့အမှတ်ပေးနေရတယ်ဘလို့ပေါင်းဆက်မလဲနံပါတ်3အနေနဲ့ကပြိုင်ဘက်ရဲ့လက်ထက်မှာဘယ်အခရာတွေပြန်နေနိုင်သေးလဲဆိုတဲ့ဖြစ်နိုင်ခြေကိုဘလို့တွက်မလဲဒီလိုမျိုးစင်ကောမှုတွေကိုသူကစက္ကန့်ပိုင်းတွင်တွက်ချက်ပြီးတော့အမြဲတမ်းအမှန်ကန်ဆုံးကစားကုတ်ကိုချနိုင်ယူပါတခြားထိတ်တန့်ကစားသမားတွေတောင်မှ Richard ရဲ့ကစားဟန်ကိုကြိုတင်ခန့်မှန်းနိုင်တာမရှိဘူးလို့ဝန်ခံထားကြပါတယ်သူကဂိမ်းအဆုံးသတ်အခြေအနေတွေမှာကွန်ပျူတာအစင်းနန်းဒီပါမှားရွေးမရှိကစားနိုင်သူပါကဘာကျော်စကွဲဘက်ချန်ပီယံတိုးအနေနဲ့ Richard ဟာ ဖူးဆန်းတဲ့ဘဝပုံစံကိုနေထိုင်ပါတယ်သူကမီဒီယာတွေကိုရှောင်ပြီးအင်တာဗျူးပေးလို့မရှိတဲ့လူသိမခံသူတဦးပါသူမိခင်ရဲ့အဆိုအရရစ်ချာအကြောင်းတက်တော့ကအင်္ဂလိပ်စာမှာမထူးချွန်ခဲ့ပါဘူးဝယ်လည်းမရခဲ့ပါဘူးဒါပေမဲ့သူကက်ကစားတိုင်းအမြဲနိုင်လို့ညင်းွေပြီးတော့ scrap ဘောကိုစတင်မိတ်ဆက်ပေးတဲ့သူ့ရဲ့မိခင်ကျေးဇူးကြောင့်ဒီလိုပါရမီရှင်တယောက်ပေါ်ပေါက်လာတာပါအခုအချိန်မှာတော့သူကသကလုံးတွေကိုအမှတ်ပေးကိရိယာဖြင့်မြင်ပြီးတော့ဘာသာတကားအတားအဆီးတွေကိုကြော်လာနိုင်ခဲ့တဲ့လူသားမှတ်ဉာဏ်စွမ်းကြီးကဘလောက်ထိအဆုံးမရှိနိုင်ဘူးဆိုတာကိုတသက်တည်ပြလိုက်တဲ့ NRI ဇန်နဲ့ဂိမ်းသမားတို့အဖြစ်ရက်တင်နေပါတယ်ဒီလိုပ ါရမီရှင်တယောက်ရဲ့ဇလန်ကလူချင်းမင်းတို့ကိုဘယ်လိုမျိုးအံ့အားသင့်စေခဲ့ပါလဲလဲစကလောင်းတွေရဲ့အဓိပ္ပာယ်ကိုနားလည်စရာမလိုဘဲနဲ့ကမ္ဘာချန်ပီယံဖြစ်နိုင်တယ်ဆိုတာကိုယုံကြည်နိုင်ကြလားဆိုတာပုံမှန်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နောက်တစ်ခေါက်စိတ်ဝင်စားစရာဇလန်တွေနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့